ကဲဒီနေ့အေဗီလာကိုရက်နေပါတော့အလင်းလှုပ်ပြီးတာကတော့စနေရရှိပါပြီစနေမြောက်မှာဟိုမန္တလေးအဲချမ်းအေးသာဇာမြို့နယ်ဝေယံဘုံသာအကျောင်းတိုက်ကိုရောက်ရှိနေပါတယ်ဗျာဟိုအကျောင်းအဆောင်ပေါင်း12ဆောင်ရှိပြီတန်ဃာတော်ပေါင်းလက်ရှိအဲအပါ90ရှိပါတယ်အဲဒီကျောင်းနဲ့ဒီကျောင်းချင်းအတွက်ဟိုမိုးကအချက်ကြီးတွေတစ်ချက်စီနောက်ဆိုလာမီတစ်စုံစီအဲတန်ခမ်းတစ်စုံတစ်စုံစီစုံဘူးတစ်ဘူးစီအဲလားလှူတာပါနော် တခြားအလူရှင်တွေလူထားတဲ့ရေတံဘူးတို့စီဘူးတို့ခေါက်ဖက်ကြောက်တို့နဲ့ပေါင်းပြီးတော့အဦးစင်းလူထားတဲ့ဒေါ်လာမီတို့ဘုကတော့နဲ့ပေါင်းစုနေတာဒါကတော့ဦးစင်းလူထားတဲ့တင်ကန်းတွေပါဗျအဲတင်ကန်းအစုံလိုက်ပြပါလေကဲဒီဘက်ကတော့သုံးဖို့ပါဗျသုံးဖို့ဘုံ80အဲဝေယံဘုံသားចောင်းတိုက်ရဲ့ပြည့်စုံမှုလေးကိုလည်းကြည့်ကြပါဦးဗျရှူသားကြပါဦးအဲ ကဲဟာတော့အလဲတရှိရပျက်စီးမှုပါလို့နော်မင်းလည်းအတိုင်းပါပဲနော်ကဲတန်ဃာတွေခံရရတာတို့ပြန်လွန်နာမှုတော့လုံးဝမရှိပါဘူးသို့တော်လည်းပဲကြောင်းနေရတော့ပျက်စီးသွားတဲ့အတွက်ကြောင့်နေလို့မရဘူးပေါ့နော်အဲဒီလိုကွင်းမြင်နေမှာမိုးကခင်းပြီးတော့အိတ်ကြတယ်ပေါ့ဗျာအဲအဲ့ဒါတွေကတော့မနှဲပါဘူး ွဲ့မြင်တဲ့အတိုင်းပါပဲအကြောင်းကောင်းရလို့တဆောင်းမှမရှိတော့ဘူးเนาะအဝေယံဘုံသားဆိုတာတမိုင်းနဲ့နေခဲ့တာပါเนาะတောင်ပြင်ကအနောက်ပြင်ကြားဆိုတာအနောက်ပြင်ကြားထဲမှာဝေယံဘုံသားဆရာတော်ဥက္ကလျာဏတို့ပါပါတယ်ဗျာတကြတရားမေးဖို့မေးတဲ့အခါမှာအဆင့်မြင့်လို့တော့သတင်းသားတွေကြောက်ကြတယ်ဗောနော်ခတ်တယ်လို့ပြောရဲ့ကဲဟာ ကဲအဲ့ဒါတော့ဥစဉ်လှူထားတဲ့ဆိုလာမီလေးကင်သွားတာပါနော်အเจ้าအောင်တဆုံးဗျအကြတော့တင်ကြောင်းကြီးပါဗျာအလူမာစသိင်းလို့အဲဝင်းနီမာစသိင်းလို့ဒီတွတ်ပေါ်နေကြအဲတင်ရောကြီးပါဗျာလောလောဆယ်ကြီးပါနော်ကျေးဇူးတင်ပါတယ်ခုလိုဒီကတိတ်ပြီးတဲ့ဆိုလို့ရှိရင်တော့မန္တလေးဆိုင်းသာကံမြို့နယ်ဝေယံဘုံနာအကြောင်းကိုကြောက်ရပါလားအဲ့ဒီလေသူကြီးကတော့ဂျုံးကိုပြန်လာတာပါ နိုင်စင်ကြီးကိုလည်းတစ်ချက်လောက်ရှို့ကြည့်လိုက်ပြီ။သောသောကအလဲတိုက်ကြီးကနောက်ဘက်ကရိုက်ထားတာနော်။အခုကတောင်ဘက်နဲ့အရှေ့ဘက်ကနေရိုက်ထား။ကဲနိုင်စင်ကတော့နိုင်မရှိတော့ဘူးနော်။အဲရှေ့ကျောင်းတိုက်ကြီးတွေကနိုင်စင်ပါတာများတယ်ပေါ့။ကဲဒါကတော့လက်တကြီးပြလက်တကြီးဘက်ကဒီဘက်အဆောက်အဦးလေးတခုရှိတယ်အဲ့အဆောက်အဦးလေးပြိုတဲ့အတွက်ကြောင့် အဲ့ဧည့်သည်အမျိုးသမီးတူသိဆုံးတယ်ဗောနော်အဲဟိုဘက်ကအကြောင်းတိုင်းလဲအာဂန္ဓုဆရာတော်တစ်ပါးပြန်လွန်တယ်ဗောအဲဒီအကြောင်းတိုင်းမှာရှိတဲ့တန်ဃာတော်တွေကတော့ထိခိုက်ရှာနာမှုရှိအောင်ဟောပုံမှန်သိတာနော်